ကေတုမာလာကွေနာကပါရမီရက်ွက်အတွင်းကနှစ်ထပ်ပြင်တော်ရဲ့အပေါ်ထက်မှာဥမုံမြင့်ဟာချီရတဲ့နေနေမြင့်ကိုလာရောက်တွေ့ဆုံပါတယ်။အောက်ထပ်အခန်းကိုလူငားထားပါတယ်။ကုန်းလန်းပို့ဆောင်ရေးမှာအရာရှိတယောက်ဖြစ်တာဝန်ထမ်းဆောင်နေပြီးတော့ရွှေညောင်မှာတာဝန်ကြပါတယ်။ဆယ်နှစ်ကျော်ကာလတည်းရွှေညောင်မှာတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။အဲဒါကြောင့်မဲတောင်ကြီးရဲ့အေဂျင်စိတ်ညင်လာတဲ့ရက်ွက်တစ်ခုမှာအိမ်နဲ့ခြံဝယ်ထားလိုက်ပါတယ်။ 9နှစ်6နှစ်ကာလလောက်ထိတောင်ကြီးမှာရှိတဲ့အိမ်မှာဇနီးနဲ့သားသမီးတွေနဲ့အေးအေးချမ်းချမ်းနေထိုင်ခဲ့ပါတယ်။ရန်ကုန်ပါရမီမှာရှိတဲ့ကပ္ပယရုံချုပ်ကိုတလောက်ကိုအနည်းဆုံးတစ်ခေါက်လောက်တော့ရောက်တဲ့အခါတိုင်းနေနေမြင့်တို့အိမ်မှာတဲခိုခဲ့ပါတယ်။ကြာတော့နေနေမြင့်နဲ့ဦးမိုးမြင့်တို့ကတန်ရုံးစင်များပို့ခဲ့ကြပြီးတော့လက်တွဲကြရဲ့နှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ထို့ပြင်တာစီမှာလည်းဦးမိုးမြင့်တဲခိုနေထိုင်ခဲ့တဲ့အိမ်တလုံးရှိပါသေးတယ်။အဲဒီအိမ်မှာနေသူမတ်တင်ရင်လည်းဦးမိုးမြင့်အခြေဆက်ရှိပါတယ်။သူတို့လည်းဦးမိုးမြင့်ရဲ့ကြည့်ရှုဆောက်ရှောက်မှုအောက်မှာမကင်းသူပါ။ ။ဦးမွန်မြင့်တယောက်ကတော့အလုပ်ကိုအကြောင်းပြပြီးတော့ရန်ကုန်တာစီရွှေညောင်၃မြို့၌တာအချိန်ကုန်နေပါတော့တယ်။အဲဒါကြောင့်မဲတောင်ကြီးမှနေထိုင်ကြတဲ့ဇနီးနဲ့သားသမီးတွေထံကိုမရောက်ဖြစ်တော့ပါဘူး။ ယခုဦးမွန်မြင့်ကနင်နီမြင့်ကိုရန်ကုန်ကိုတာဝန်နဲ့ရောက်နေတာဖြစ်တာကြောင့်ညလာမယ်ဆိုပြီးတော့အကြောင်းကြားထားတဲ့ပြင်ထုံးစံတိုင်းစားစရာနဲ့တောက်စရာတွေအစင်းနဲ့ပြင်ထားပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ည၈နာရီထိုးတာနဲ့ဦးမွန်မြင့်ကလည်းနင်နီမြင့်ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။နင်နီမြင့်ကအသက်30အသားဖြူဖြူကိုလုံးကိုပေါတောက်နောက်တင်နေပြည့်ဖြိုးပါတယ်။ဦးမွန်မြင့်ကတော့အသက်50တနှစ်ရှိနေပါပြီ။အရာရှိပေါက်စားဖြစ်တာကြောင့်ဘိုက်ကရွှဲစားပြီးပြုတ်နေခဲ့ပါပြီ။နင်နီမြင့်ကရန်ဒဗလင်းအသားလုံးကျော်ကြက်ကောင်းတုတ်စေးဘဲဥတုတ်တွေနဲ့မြဲမြဲဆန်ဆန်စီစဉ်ထားပေးပါတယ်။ဦးမွန်မြင့်ကအမီးကိုစားလိုက်ရန်ကိုတောက်လိုက်စကားပြောလိုက်နဲ့ နေနေမြင့်ကလည်းဥမွတ်မြင့်ကျင်တဲ့စီရင်အမီးများစားပြီးတော့အရက်ကိုနည်းနည်းချင်းတောက်နေပါတယ်။နှစ်ယောက်သားစားကြတောက်ကြနဲ့တော်တော်လေးမူးကြပြီးတော့ထိုအချိန်နေနေမြင့်ကအခန်းဝလိုက်ကနေမှတစုံတစ်ခုကိုမြင်လဲရပါတယ်။အမလီတေးတေးဟိုဟိုမှာဟိုမှာမာတေးရဲမကြီးဟိုမှာဘမလေဘမလေတေးရဲနောက်မှာအကိုကြီးနောက်ကလိုက်ကပေးမှာသပင်ဖားရချပြီးတော့မျက်လုံးကြီးပြူးပြီးတော့ကြည်နေရ။ဥမွတ်မြင့်ကလဲကြည့်လိုက်တော့ဘာမှမမြင်ရပါဘူး။မရှိပါဘူးကွာနေနေစိတ်တွေကထင်လို့ဖြစ်ပါလိမ့်မယ်။မဟုတ်ဘူးရှိရဲ့မျက်လုံးကြီးနှလုံးကပြူးပြီးတော့ညည်းနေရပဲ။မျက်နှာကြီးကလည်းမကျင်တတ်တဲ့မျက်နှာကြီးနဲ့ နီနီတိတ်မူးနေပြီနဲ့တူတယ်မမူးပါဘူးရန်နဲ့နဲ့လေးတော့ရေခဲတုံးနဲ့ရေတွေအများကြီးထည့်ပြီးတောက်နေတာဘယ်ကလာပြီးမူးရမှာဥမုံမြင့်ကခအေးပင်အရက်ဖန်ွက်တဲ့ကိုရန်နဲ့ငယ်ထည့်လိုက်ပြီးတော့ရေနဲ့ဆော်တာထက်ကတကြိုက်တည်းမောတောက်နေပါတယ်ဒီညကိုကြီးနီနီနဲ့အိပ်ရမယ်နော်အခန်းကိုမပြန်နဲ့တော့မပြန်လို့တော့မဖြစ်သေးဘူးနီနီရဲ့စားတော့ပြီးွားလို့ရှိရင်ခဏပြန်လာအောင်မယ်ဟိုမှာခင်မောင်တို့ဖွဲ့ဆောက်နေတာအကိုကြီးစင်နိုင်လောက်မှပြန်လာခဲ့မယ်လေနော်နီနီမေးသေးပဲနဲ့အကိုကြီးကိုဆောက်နေလေနော်မတော်ပါနဲ့လားနီနီမနေရဲလို့မဖြစ်လို့ပါကွာနီနီကလည်းတနားလောက်ပဲကြာမှာအကိုကြီးတကယ်ပြန်လာခဲ့မယ်နော်တကယ်ပြန်လာမှာနော် တခါမှမချောက်ဘူးတဲ့ဒီအိမ်မှာဘယ်အသေးရရောက်လာမှလည်းမသိပါဘူး။လာပါမယ်စိတ်ချပြီးသားနေ။ဟိုမှာအကိုကြီးအတွက်ဂွင်ဖန်ပေးတဲ့တပည့်တွေကိုတွားပြီးပြုစုရအောင်မယ်လေ။သူတို့ကြောင့်အကိုကြီးကနင်းနီကိုကောင်းကောင်းထောက်ပံ့ပေးနိုင်နေ။ခဏနေလို့ရှိရင်အခန်းပြန်လာအောင်မယ်နော်။ဆယ်နိုင်ပြန်လာခဲ့မယ်နော်။မိဘနဲ့စောင့်နေနော်ကိုကြီး။စိတ်ချပါကိုကြီးရဲ့။ပြန်မလာလို့ကတော့နောက်ကိုတကားအမြဲတမ်းပိတ်ထားလိုက်တော့မှာနော်။နင်းနီကအကိုကြီးကိုမတွေ့ဘဲနဲ့နေနိုင်လို့လား။အမေကိုကြီးကနင်းနီနိုင်ွက်ကိုလာပြီးတော့ကရင်နေ။နင်းနီကအကိုကြီးတယောက်တည်းကိုပဲချစ်တာပါနော်။အားကြောင့်မို့နင်းနီကိုကိုကြီးကလည်းချစ်နေရပါဗော။ ။ဦးမိုးမြင့်ကလည်းလက်ကြက်ရက်ခွက်လေးကိုမောတော့လိုက်ပြီးတော့ထိုင်အားနေထားလိုက်ပါတယ်။အကိုကြီးမင်းမပြန်ခဲ့နော်။ဘယ်ရောက်လာမှမသိတဲ့တေးရဲမကြီးကိုနင်းနီကြောက်တယ်။တေးရဲမရှိပါဘူးကွာ။အကိုကြီးမသွားပြန်အောင်လှုပ်ကြံပြီးပြောနေမှာမဟုတ်လား။တကယ်မြင်လိုက်တာပါဆိုအကိုကြီးကလည်းတေးရဲမကြီးမှာတကယ်တေးရဲမကြီးဝှစ်စုံအဖြူဝှစ်ထားတဲ့တေးရဲမကြီး။ဟေးပါအကိုကြီးပြန်လာခဲ့ပါမယ်။မအိတ်နဲ့နော်။ ဦးမုံမြင့်ဟာအပေါ်ဒက်ကနေပြန်ဆင်းလာခဲ့ပါတယ်။နီနီပြောပြတဲ့သေးမကြီးကတောင်ကြီးကရောက်လာတဲ့သေးရတော့မဖြစ်နိုင်ပါဘူး။သူ့ရဲ့ဇနီးကလွန်ခဲ့တဲ့3လခန့်ကားပေါ်ကကြာပြီးတေဆုံးသွားခဲ့တာပါ။ယခုသူရောက်လာမှပဲသေးရလာချောက်တယ်ဆိုတာကြောင့်ထူးတော့ထူးဆန်းနေကြောင်းဦးမုံမြင့်မတ်ယူလိုက်မိပါတယ်။အောက်ထပ်မှာရှိတဲ့လူငယ်လေးကခြံတကားပိတ်ရန်နောက်ကနေလိုက်ခဲ့ပါတယ်။ကောင်းလေတကားမပိတ်နဲ့ခဏနေဦးလေးပြန်လာအောင်ပါ။ကျွန်တော်ပိတ်ထားလိုက်ပါမယ်။ပြန်လာလို့ရှိရင်အတန်ပြုတ်လိုက်လေ။ကျွန်တော်ညဆိုတနားကြီးကြော်မအိတ်တာပါ။ဘာလုပ်နေလို့လဲ။ဆက်မွေးနီးလို့စာကြက်နေရဗျာ။အခုကဘမတက်နေရလဲ။စီးပွားရေးနောက်ဆုံးနေပါ။ ဩအေးအေးကြိုးစားကြိုးစားတနေ့ထက်နဲ့ဘွဲရအောင်လုပ်နော်ဟုတ်ကဲ့အဲ့ဒါကြောင့်စာလုံးနေရပါဦးမုံမြကလည်းလူငယ်လေးကိုနှုတ်ဆက်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်နီနီမြတယောက်ကတော့အပေါ်ထက်မှာအရက်ပလင်းနေစားတော့ဆရာရင်နဲ့ကြံခဲ့ပါတယ်ငါဒါကြီးစားတော့ပြီးတော့မလုပ်အောင်ပါလဲမူးအောင်တောက်ပြီးတော့အိတ်လိုက်တာပဲကောင်းတယ်အနောက်ဘက်ကနေရည်တန်းလို့လို့ကြားလိုက်ရတာကြောင့်နီနီမြလဲကြည့်လိုက်ပါတယ်ဟမ်တေ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 ရဲမကြီးစပင်ဖားရမြက်ကွင်းဟောက်ဘက်နဲ့အဝေးဖြူရွေးထားတဲ့တေရဲမကြီးကတရွရွနဲ့သူ့ရဲ့နားကိုလာနေပါတယ် သွားနော်သွားသွားငါနောက်မလာနဲ့ငါကြောက်လို့ပါသွားသွားတရေမလက်နှစ်ဖက်ရှေ့ကိုစန့်တန်းပြီးတော့ထွက်လာခဲ့ပါတယ်နီနီမြင့်ကနောက်ဆုံးနောက်ဆုံးနဲ့တရွရွချင်းစုပ်နေပါတယ်ထိုးချိန်မှာပဲနီနီမြင့်ရဲ့နောက်ဘက်မှာရှိတဲ့ပိတ်ထားတဲ့ brain တကားကနေဝုန်းနေဆိုပြီးပွင့်သွားခဲ့ပါတယ်တကားပွင့်သွားရေးမြည်လာတဲ့အတန်နီနီမြင့်ကိုပို့ပြီးတော့ထိတ်လန့်သွားစေပါတယ်အာဒါမဲနေုံငါတက်မဲတရေမကြီးကနီနီမြင့်ကိုအလွတ်မပေးတော့တဲ့အလားရှေ့ကိုတိုးလာခဲ့ပါတယ်နီနီမြင့်တယောက်လည်းတရေတရေကဲကြပါအောင်ဆိုပြီးတော့အော်ဟစ်လိုက်တဲ့အတန်တွေကကြဲလောင်စွာထွက်ပေါ်လာခဲ့ပါတယ် နေနေမြင့်ရဲ့အော်တန်ကြောင့်အောက်ထပ်မှာစာဖတ်နေတဲ့လူငယ်လေးကအပေါ်ဒက်ကိုပြေးတက်လာပြီးတော့တကားခောက်လိုက်ပါတယ်နေနေမြင့်ကနောက်ဆုံးရင်ဆုံးရင်နဲ့ထရန်ခံနေတာကြောင့်စုံမရတော့ဘဲနဲ့ရက်နေရပါတယ်တေးရဲမကတော့နေနေမြင့်ကိုအသေးတက်မယ်ဆိုတဲ့အမူအရာနဲ့ရှေ့ကသာတရွေ့ရွေ့နဲ့လာနေပါတယ်မလုံးနဲ့နော်မမမလုံးပါနဲ့မလုံးနဲ့နော်နေရန်ခံနေတာကြောင့်နောက်ဆုံးလို့လည်းမရတော့တာကြောင့်ဘေးကိုတရွေ့ရွေ့နဲ့တိုးသွားစဉ်ဘရင်းပေါက်နီးကိုရောက်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့တရဲမရဲ့စောင့်တွင်းချင်းကိုခံလိုက်ရတဲ့နေနေမြင့်ကဘရင်းမောက်တကားကနေနောက်ပြန်ပြုတ်ကျသွားခဲ့ပါတယ် အောက်ဘက်မှာလည်းအုတ်ကျိုးပုံဟာရှိနေတာကြောင့်ခေါင်းနဲ့နောက်ပြန်ကျသွားကနင်းနင်းမြင့်ဇက်ကနဲတစ်ချက်သာဖြစ်သွားပြီးတော့ငြိမ်ကျသွားခဲ့ပါတယ်။အောက်ကိုပြုတ်ကျတဲ့အတန်ကြောင့်လူရွယ်ကလည်းပြေးဆင်းသွားပြီးတော့ခေါင်းရင်းဘက်ကိုရောက်သွားပါတယ်။ဟမ်အပေါ်ပရင်းပေါက်ကပွင့်လျက်နဲ့အဝတ်ပြူနဲ့အမျိုးသမီးတယောက်ကရက်ပြီးကြည့်နေတာကိုတွေ့လျက်တယ်လို့အပေါ်ပရင်းပေါက်ကပြုတ်ကျတေဆုံးနေတဲ့နင်းနင်းမြင့်ကိုလည်းတွေ့လျက်ပါတယ်။ဦးမုံမြင့်တယောက်ကလည်းနင်းနင်းမြင့်တေဆုံးသွားပြီးကြတဲ့ကတာစီမှာရှိနေတဲ့မတ်တင်ရင်တန်ကိုအသွာလာလျှော့ထားပါတယ်။ ရွှေညောင်နဲ့တာစီမိတ်ဒီလာကိုတော့ကွန်ပျူစီကိစ္စနဲ့မကြာခဏသွားပစ်နေပါတယ်။ရောက်တဲ့အခေါက်တိုင်းမှာလည်းမတ်တင်ရီထံကိုမဝင်ပြစ်တဲ့အကြောင်းကနီနီမြင့်ဆုံးပြီးတဲ့နောက်ပိုင်းတစ်ခေါက်ရောက်စင်ကဖြစ်ပါတယ်။မတ်တင်ရီကအခုတလောအိမ်မက်တွေမကောင်းတဲ့အကြောင်းနဲ့အိမ်မက်ထဲမှာဝှစ်ဆုံဖြူဝှထားတဲ့သေရဲမကြီးဟာဒီတခါနင့်အလဲပဲ။နင်တို့ပျော်နေတဲ့အချိန်သေရမယ့်အချိန်ပဲ။အဲလိုလာလာပြောတဲ့အကြောင်းသူအိမ်မက်မတ်တာကလည်း၃ညခန့်ရှိပြီဖြစ်တဲ့အကြောင်းဥမုံမြို့ပြောပြခဲ့ပါတယ်။အဲ့ဒါကြောင့်မဲ့သူ့ရဲ့ပယောကကြောင့်မတ်တင်ရီတေဆုံးမှာကိုစိုးရိမ်ပြီးတော့အတက်နိုင်ဆုံးမတ်တင်ရီရှိတဲ့တာစီကိုလက်မဝယ်မနဲ့မိတီလာတို့ရောက်ခဲ့ပါတယ် ရန်ကုန်ကိုလည်းရောက်ပါတယ်ဒါပေမဲ့ဥမုံမြင့်ကဆန္ဒမပြည့်ပါဘူးနင်းနီမြင့်ဆုံးပြီးတလမကြာခင်မှာပဲမတ်တင်ကြီးတယောက်လည်းဒဏ်ရာတစုံတရာမရှိဘဲနဲ့အဲ့ရပေါ်မှာမျိုးလုံးကြီးပြုတ်ပြီးတော့ပလက်အနေထားနဲ့တည်ဆုံးနေကြောင်တွေ့လျက်ရပါတယ်ဥမုံမြင့်တယောက်လည်းမိမိကြောင့်မိမိနဲ့ဆက်နွယ်နေသူတွေအားလုံးတည်ဆုံးကုန်ပါတယ်အရင်ဖြစ်ပျက်တွေရဲ့အဓိကတည်ရခံကတော့တည်ဆုံးသွားပြီဖြစ်တဲ့ဇနီးရဲ့တမလွန်ဝိညာဉ်ကကလေးစားပင်ဖြစ်တဲ့ကြောင်ယရီပြက်ကောက်ချက်ချလိုက်ပါတယ် ပထမဇနီးတည်ဆုံသွားရတဲ့အကြောင်းကလည်းသူ့ရဲ့ဆက်နက်တွေပါတယ်ဆိုပြီးတော့လူများကပြောကြသလိုဇနီးဖြစ်သူကလည်းသူ့ကိုနာကြီးသွားခဲ့သည်မဟုတ်ပါလားတသမီ၃ယောက်ဟာအိမ်တော်အသေးသေးကြကုန်တာကြောင့်အိမ်ခွဲနေကြပါတယ်အိမ်မာကအိမ်မော်နဲ့သာနေခွင့်ရတဲ့ဇနီးတွေကသူ့ကိုအချိန်နဲ့မျှမကြင်မနက်ဖြစ်နေခဲ့ပါတယ်သူကိုယ်တိုင်ကလည်းရန်ကုန်ရောက်ရင်နီနီနဲ့နေပါတယ်မိထီလာမြင်းကြံတို့ကိုတာဝန်နဲ့သွားရတဲ့အချိန်ဆိုရင်တော့တာစီမာရှိတဲ့မတ်တရင်ထံမှာနေပါတယ်ရွှေညောင်အလို့ရှိရကိုပြန်ရောက်တဲ့ခါတိုင်းမှာလည်းတောင်ကြီးကိုမရောက်ခဲ့ပါဘူးထောက်ပံ့ငွေတော့တာဝန်မပြတ်ပို့ပေးခဲ့ပါတယ်သူတာဝန်ကြည်တယ်လို့လည်းထင်နေခဲ့ပါတယ် ဒေါ်တင်စောတယောက်ကအင်ကြီးထဲမှာတယောက်တည်းနေနေရတာအနစ်သာရာမရှိပါဘူး။တနစ်တည်းရမှာစိတ်ထဲမှာလည်းမပြောပါဘူး။အသက်ရှင်နေရခြင်းတည်းတေတီကမှအတိတ်ပဲရှိမယ်ဆိုပြီးတော့ဆုံးဖြတ်နေမိပါတယ်။မိမိဘဝမှာမတောင့်မတနေရပါတယ်။ဒါပေမဲ့ဘဝဟာပျော်စရာဆိုလို့ဘာမှကိုရှိမနေတာပါ။လင်ဖြစ်တဲ့သူကလည်းမတောင့်မတနေလို့ရအောင်ထားပေမဲ့လည်းအနားမှာမရှိပါဘူး။သားသမီးတွေကလည်းအနားမှာမရှိပါဘူး။အိမ်မော်တယောက်သာရှိပါတယ်။ရန်ကုန်မှာအိမ်တော်မကြခင်ကမိမိအမွေရထားတဲ့အိမ်တစ်လုံးရှိပါတယ်။မိမိပိုင်မိဘအမွေအိမ်ကိုမရောက်မှန်းနဲ့ဆိုပြီးတော့အတန်တန်မှားထားတဲ့ကြားကပဲရောင်းပြအောင်ရောင်းလိုက်ပါတယ်။ အဓိကကတော့မိမိကိုရန်ကုန်ကိုမရောက်စေလိုတာကြောင့်ရောင်းလိုက်မှသိပါရယ်။ယောက်ျားမှာအငွေနောက်၂ယောက်ရှိတယ်ဆိုတာကိုလည်းသူ့ရဲ့တပည့်တွေပြောပြထားတာကြောင့်သိထားရပါရယ်။အဲဒါကြောင့်မဲဒေါ်တင်စောတယောက်ကအထီးကျန်ဘဝမှာမပျော်ရွှင်တော့ပါဘူး။လောကကြီးမှာအတိတ်ပဲမဲ့ပြီးတော့လည်းမနေခြင်းမအောင်။ရန်ကုန်ကအိမ်မှာစိတ်ပြေလက်ပြောက်သွားနေခြင်းပဲမဲ့ तू ကလမ်းစားဖြတ်သွားပါရယ်။တောင်ကြီးမှာဆူတောင်းပြည့်တယ်ဆိုတဲ့နာမည်ကြီးညောင်မင်းကြီးတပင်ရှိတဲ့နှက်ကုန်းကိုသွားပြီးတော့ဆူတောင်းလိုက်ပါရယ်။ကျွန်တော်မျိုးမအသက်ရှင်ရမနေခြင်းတော့ပါ။အသက်ဝိညာဉ်နှုတ်ပြီးတော့လူဘဝထွက်ခွာခွင့်ပေးတော်မူပါ။စိတ်ကိုဒုံ့ုံချပြီးတော့ရည်ရည်ပြတ်ဆုံးဖြတ်လိုက်ပါရယ်။ အဲဒီနောက်မှာတော့နတ်ကုန်းကနေပြန်လာခဲ့ပါတယ်ထို့သောဆူတောင်မီတပတ်အတွင်းမှာပဲကလောကိုသွားရန်အကြောင်းကိစ္စတခုပေါ်လာခဲ့ပါတယ်အဲဒါကြောင့်မဲမနက်စောစောမိမိယောက်ျားတပတ်လေးမောင်းနဲ့တီအီကနဲ့ကလောကိုလိုက်ခဲ့ပါတယ်ရွှေညောင်ကနေကလောကိုကားမောင်းလာစဉ်လမ်းမှာဒေါ်တင်စောထိုင်နေတဲ့ဘက်ကနေတကားပွင့်သွားပြီးတော့ဒေါ်တင်စောကကားပေါ်ကပြုတ်ကျသွားခဲ့ပါတယ်ကားဘင်းအောက်ကိုခေါင်းဝင်သွားပြီးတော့ခေါင်းကကျင်မွသွားခဲ့ပါတော့တယ်ဒေါ်တင်စောဆန္ဒရှိတဲ့အတိုင်းလူလောကကနေတကယ်ပင်ထွက်ခွာသွားခဲ့ရပါပြီ အဲ့လိုမျိုးထောက်ခတ်သွားပြီးမကြခင်ရက်မှာပဲဒေါ်တင်စောရဲ့ဝိညာဉ်ကတောင်ကြီးမှာရှိမနေတော့ပဲနဲ့ရန်ကုန်ကသူမမယောင်းညင်ခဲ့တဲ့အိမ်ကိုရောက်နေခဲ့ပါတယ်။အဲ့ဒီအိမ်ကိုဝယ်ယူလိုက်သူကမော်ဆိုးမဒေါ်အေးစိန်ဖြစ်ပါတယ်။မိမိစုဆောင်ထားတဲ့ငွေတွေနဲ့လက်ဝတ်လက်စားတွေကိုရောင်းပြီးတော့အိမ်ကိုဝယ်လိုက်ခြင်းမှာအိမ်ကတည်သားပြင်အောင်နှစ်ထပ်ဖြစ်ပါတယ်။အောက်ထပ်ကိုလူငါတင်ထားပြီးတော့အပေါ်ထပ်မှာတော့ဒေါ်အေးစိန်ရဲ့မိသားစုနေပါတယ်။ဒေါ်အေးစိန်မှာသားနှစ်ယောက်ရှိပါတယ်။အကြီးဆုံးသားကဆောက်လုပ်ရေးပိုင်းဂိုရောင်မှာနေစားဝင်လုပ်ပါတယ်။အသက်21နှစ်ရှိပါပြီ။နာမည်ကတော့ဇော်မင်းဖြစ်ပါတယ်။ အငဲကောင်လေးကတော့အသက်16နှစ်ရှိပြီဖြစ်ကကျောင်းစာ၈တန်းနဲ့ထွက်ကမြည်သီးလုံးမှမလုပ်ပါဘူးသူ့နာမည်ကတော့ကျော်လင်းဖြစ်ပါတယ်ထမင်းရောင်းတဲ့မိခင်ထံကနေပတ်စံတောင်းပြီးတော့ရက်ွက်လေကအရက်တောက်ပါတယ်ဖဲရိုက်ပါတယ်တောင်းတဲ့ပတ်စံမပေးဘူးဆိုရင်တော့မိခင်ဈေးခင်းရောင်းတဲ့ဟင်းအိုဟင်းကွက်တွေကိုတွန်ပစ်ပါတယ်တခါတခါမှအိမ်မော်ကနေအိမ်ရောက်ထက်ကိုလွန့်ပစ်ပါတယ်လူကလည်းအသားဖြူဖြူမျက်နှာပေါက်အသွင်ပြင်းရလဲမဆိုးပါဘူးရည်စားတော့တယောက်ပြီးတယောက်ထားပါတယ်မိခင်ကအလုံးမလုံးပဲနဲ့ပတ်စံလက်ဖြန့်တောင်းနေတဲ့သားကိုဗဇက်ကလည်းဆဲဆူအော်ဟစ်နေ၍လူတွေကြားတာကတော့မိခင်စုတန်းခံရတော့မိခင်သာဖြစ်ပါတယ် ထိုနေ့ဖို့တော့ထမင်းရောက်ပြီးတော့အမျက်မရရုံများမှာကအရင်မှပျောက်သွားအောင်တွန်ပစ်လွတ်ပြစ်ခြင်းကိုခံရပါတော့တယ်။အနီးပတ်ဝန်းကျင်မှာရှိတဲ့လူတွေကလည်းမိခင်ပေါ်ကိုဒီလိုမျိုးမဆိုးဖို့ဒီလိုမျိုးတွေမစော်ကားဖို့အတွက်ဘယ်သူမှလည်းဝန်ဆုံးမမဲ့သူမရှိပါဘူး။မူလာရင်ပတ်ဝန်းကျင်ကိုပါစိန်ခေါ်ပြီးတော့အော်ဟစ်ဆဲဆိုတတ်ပါသေးတယ်။ဒေါ်ဟိစင်ကမိဖို့ထဲမှာဟင်းနေချက်နေပါတယ်။အမေသားဟင်းကစောစောကြက်သွားတာကြောင့်အယောင်စပွဲပေါ်ကအိုးတစ်တဲကိုပြောင်းထည့်ပြီးတော့တင်ထားလိုက်ပါတယ်။နောက်ထပ်ကြက်သားတို့ကိုကြက်သွားတာကြောင့်လည်းအိုးတစ်တဲကိုပြောင်းပြီးထည့်ကစပွဲပေါ်မှာတွတ်တင်လိုက်ရင်လည်းအမေသားဟင်းကိုအဖုံးပွင့်ပြီးတော့ကြည့်လိုက်ပါတယ်။ အမဲသားရုံးတွေကတဝက်လောက်ယော့နေတာကိုတွေ့လိုက်ရပါတယ်။ဒေါ်ဟိစိန်တယောက်လည်းမျက်လုံးပြူးသွားခဲ့ပါတယ်။တယောက်မှမယောင်းရသေးပါဘူး။အမဲသားဟင်းတွေကလည်းအိုးထဲမှာဖင်ကက်နီးပါးသာရှိပါတော့တယ်။အဲဒီနောက်မှာတော့ခဏကြာမှအငဲကောင်ကြော်လင်းရင်ရောက်လာတော့ဟင်းတွေဈေးဥမပေါက်ခင်နိုင်စားပြရမလားဆိုပြီးတော့စူမိပါတယ်။အငဲကောင်ကလည်းအခုမှပြန်လာတာကိုစီးပြီးပြဿနာရှာရလို့ဆိုကအမဲသားဟင်းကိုယူပြီးတော့ဘရင်ဘောက်ကနေအိမ်ရောက်ကိုပြစ်ချကအိမ်ဘွားနေပြန်ဆင်းသွားခဲ့ပါတယ်။ဒေါ်ဟိစိန်တယောက်လည်းအယုဒ္ဓအနတ္တစကားတွေကိုပြောဆိုငိုယိုပြီးတော့ကြံခဲ့ပါတော့တယ်။နောက်နေ့ရောက်တော့ကြက်သားဟင်းတွေယော့နေပြန်ပါတယ်။အဲဒီခါမှာဒေါ်ဟိစိန်စဉ်းစားပါတယ် အဖေကတော့စဉ်းစားလို့မရခဲ့ပါဘူး။อืมမနေ့ကအမဲသားဟင်းနေစားသူမရှိဘဲနဲ့ညော့နေ။ဒီနေ့လည်းကြက်သားဟင်းဟိုကညော့နေပြန်ပြီ။နည်းနည်းတော့ထူးဆန်းနေတယ်လို့ပဲ။တနေ့ကိုဟင်းတစ်မျိုးမဟုတ်နှစ်မျိုးကတော့အမြဲတမ်းညော့နေတတ်တာပါ။အငဲကောင်လည်းပြဿနာမရှာဝန်းတော့ပဲနဲ့အသေးချာစောင့်ကြည့်နေရင်ကပဲအမြဲပြောင်းနေပါတော့တယ်။တရက်မှာတော့ဥမုံမြင့်တယောက်ကရန်ကုန်ရောက်တုန်းရောက်ခဲ့အချိန်အားနေတာကြောင့်သူဝင်ရောင်းခဲ့တဲ့ဒေါ်အေးစိန်ဟင်းကိုအလေရောက်ခဲ့ပါတယ်။ဒေါ်အေးစိန်ကိုဥမုံမြင့်ကဒေါ်တင်စောတည်ဆုံးသွားပြီဖြစ်တဲ့အကြောင်းပြောပြရင်လည်းစိတ်မကောင်းကြောင့်ဒေါ်အေးစိန်ကပြောလာပါတယ်။ ထို့ကဒေါ်အေးစင်ကအကြောင်းကိစ္စတစ်ခုကိုသတိရသွားပုံရပါတယ်။ဒါနဲ့ပဲဒေါ်အေးစင်ကဥမုံမြင့်ကိုဒီအိမ်မှာအခုတလောထူးဆန်းမှုတွေဖြစ်နေ။စောတင်သေးပြီးတော့မကျွတ်မလို့ပဲဒီအိမ်ရောက်နေလားမသိဘူး။ဟုတ်လားဗျာ။ထူးကြလို့လား။ထူးကြတာတော့အခုချက်ပိုင်းမှာသတိထားမိရ။အိမ်မှာဟင်းမျိုးစုံချက်ပြီးတော့ရောင်းနေရ။ဟင်းနေချက်ပြီးတော့လူတွေတော့မရောက်ရတဲ့ဟင်းတုံးမုံနှစ်ဦးကတိတိတတ်တာကြီးကိုညော့သွားတာ။ညညကြရင်လည်းခြေတန်းလိုလိုတွေကြားနေရတယ်။ဟုတ်ချင်လည်းဟုတ်နိုင်တာပဲ။ तू ကဒီအိမ်ကိုအစွဲလန်းတိတ်ကြီးတာ။အခုမအေးစင်ကိုရောင်းလိုက်လို့ဆိုပြီးတော့စကားရည်များပြီးရန်နေဖြစ်လိုက်ရသေးတယ်။ တော်ရေးစင်ဟာဥမုံမြင့်ထက်နှစ်နှစ်ငယ်ပါတယ်မတင်စောမကျွတ်မလွတ်သေးပဲရောက်လာတာမှန်ရင်တော့ဖုန်းကြီးပြစ်ပြီးတော့ပရိတ်သာရွတ်လိုက်ပေါ့ဗျာဒါဆိုရင်တော့ဒီရင်ကနေသူထွက်ခွာသွားပါလိမ့်မယ်အဲ့ဒီချိန်မှာပဲခွန်းဆိုတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်ဟမ်ဘာဘာဖြစ်တာလဲသူတို့စကားပြောနေတဲ့အချိန်မှာပဲမီးဘုကန်အတွင်းကနေပကံခွက်တစ်ခုခုပစ်ချလိုက်တဲ့အတန်မျိုးကြားလိုက်ရပါတယ်တော်ရေးစင်ထိုင်ရန်ကနေထားကြည့်လိုက်ပါတယ်ဟမ်ထမင်းထည့်ထားတဲ့ကျွေပကံတစ်ချက်အောက်ကိုကြကွဲနေရပကံစင်မှာအသေးချာထောင်ထားတာပါဟုတ်ပါပြီဒီမှာသူရောက်နေတာတော့တေချာနေပါပြီကျမတို့ကယောက်ျားဆိုလို့တားနှစ်ယောက်ပဲရှိရလေ အကြီးကောင်ကအိမ်မှာမိုးလျမိုးချိုရှိတာမဟုတ်ဘူးအိမ်မှာငမူးတကောင်ပဲကြံခဲ့တာတည့်ရရှိရင်တော့မနေရဲပါဘူးဘယ်လိုလုပ်ရပါမလဲခုနကကျွန်တော်ပြောသလိုအလူလေးပါလေးလုပ်ပြီးတော့အမြဝေလိုက်ပေါ့ဗျာအဲ့ဒီအချိန်မှာပဲဇက်တိုက်ဆိုသလိုတခွန်းခွန်းနဲ့အတန်နေကြားလာရပါတယ်ဟမ်အခုအခုစကားကို तू ကမကျင့်တတ်ဘူးနဲ့တူတယ်ဟုတ်လိမ့်မယ်သူ့အကြောင်းမပြောပါနဲ့တော့ပို့ပြီးတော့စိတ်ဆိုးလာလို့ရှိရင်အိမ်ကကြွေပကန်နေလဲကုံသွားပါအောင်မယ်မတ်တင်ဆိုရင်ဒီအိမ်မွားလူတွေကိုတော့မချောက်လန့်ပါနဲ့ကိုသွားကျင်ရအောင်လွတ်လွတ်လပ်လပ်သွားပါဘာဆွဲလန်းမှလည်းထားမနေပါနဲ့ ဥမုံမြင့်စကားဆုံးမှာတော့တောက်ခေါက်တန်အကျည်ကြီးကိုကြားလိုက်ရပါတယ်မိဖို့ကန်းတွေကနေပြပြပြမျိုးကြားလိုက်ရတဲ့တောက်ခေါက်တန်ကြီးပါကဲကဲသူ့ကြောင်းပြောတာတွေမကျင်တတ်ဘူးနဲ့တူတယ်ဗျကျွန်တော်ပြန်တော့မယ်ဗျဥမုံမြင့်ရဲ့မိန်းမကိုရအောင်ပြန်ခေါ်သွားပါလား तू ကကျွန်တော်ကိုစိတ်နာနေတာဗျဘယ်လိုခေါ်လို့ရပါမလဲဥမုံမြင့်ကထုံမြတာပြောပြီးတော့ဒေါ်ရေးစိန်ကိုနှုတ်ဆက်ကပြန်လာခဲ့လိုက်ပါတယ် ဒေါ်ဤစင်ကလည်းအိမ်ကိုဥမုံမြင့်ရောက်လာမှာပဲမကြွမလွတ်သေးတဲ့ဒေါ်စောတင်ရဲ့ဝိညာဉ်သေးရဲ့ဟာအိမ်မှာရောက်နေတဲ့ကြောင်းအသေးချာတည်သွားပါတော့တယ်အိမ်မှာဝိညာဉ်သေးရဲ့မကြီးရောက်နေပြီးတော့တိန်ထဲမှာအတူတူနေနေရတာကိုစဉ်းစားမိလိုက်တဲ့အချိန်နဲ့ခေါင်းနှံပန်းကြီးသွားခဲ့ပါတယ်နေ့စဉ်သားဟင်းများယူဆနေပါကစီးဝါပြတ်တော့မှာပါထိုကိစ္စကိုတားနှစ်ယောက်ကိုလည်းမပြောရင်ဆုံးဖြတ်ထားလိုက်ပါတယ်တရေရှိတဲ့ကြောင်းပြောပါကယုံသူကကြောက်နေမယ်မယုံသူကပြဿနာရှာမယ်ဒေါ်ဤစင်အဲ့ဒီကိစ္စကိုဘယ်လိုရှင်းရမလဲဆိုတာလည်းမသိပါဘူးဆရာကောင်းသမားကောင်းရှိရင်တော့ तू ကနှင်ပြစ်ချင်ပါတယ် ဆရာတွေမနိုင်ဘူးဆိုရင်တော့မိမိကိုစိတ်ဆိုးပြီးတော့ပြဿနာရှာမှလဲစိုးရင်ရပါတယ်။ဦးစိုးမြင့်တယောက်ကဒေါ်ဧစင်အေးကနေပြန်လာပြီးတဲ့နောက်မှာတော့ကုံလန်းပို့ဆောင်ရေးကနေဝန်ထမ်းနေတဲခုဆောင်မှာတဲခုဖြစ်ပါတယ်။ခါတိုင်းဆိုရင်နေနေမြင့်အိမ်မှာသွားနေပါတယ်။နေနေမြင့်စုံသွားဒီမှာစပြီးတော့ဝန်ထမ်းအိမ်မှာသာတဲခုဖြစ်တော့ပါတယ်။ထိုနေ့ညပိုင်းမိတ်ဆွေတွေနဲ့ဘီယာဆိုင်မှာအမူးတောက်ပြစ်လိုက်ပါတယ်။ည7နာရီလောက်မှာတော့ဆိုင်မှာလူပါသွားကြပါပြီ။ တက္ကူကန်နဲ့အရက်ဆိုင်ကတိတ်မဝေးလာတာကြောင့်မလို့လမ်းလျှောက်ပြီးတော့ပြန်ခဲ့လိုက်ပါတယ်။မိဆွေများကတော့တယောက်တနေရာစီလမ်းခွဲပြီးတော့ပြန်ကြပါတယ်။ဦးမိုးမြင့်ကကားလမ်းကိုဖြတ်ကူးရင်ပြင်လိုက်ပါတယ်။ထိုးစင်မှာပဲသူ့ရဲ့ဘေးမှာဒေါ်စောတင်ကိုတွေ့လိုက်ရပါတယ်။ဘာလဲ။ရှင်ဟန်ရှင်မိမမတ်တင်စောတယောက်လုံးရက်နေတာတော့မမတ်မိလို့မျက်လုံးပုတ်ကြည့်နေရလား။ဟမ်ငါငါမူးနေသလားလို့ပါ။မင်းကသေပြီးပြီပဲလေကွာ။ကြုတ်လဲသေပြီ။ရှင်မယင်ငယ်တွေလည်းသေပြီဆိုတော့နောက်ထပ်နေစရာရှာနေပြီနဲ့တူတယ်။ဘာတွေပြောနေရလဲကွာ။ညနေရရှင်လာခဲ့တဲ့အိမ်ကမုတ်ဆိုးမတယောက်လေး ရှင်းထက်လဲငဲတယ်နောက်ထပ်တော်ကောက်ချင်သေးလို့လားဒီတခါတော့မရတော့ဘူးနော်ရှင်လန်းကိုကူးမယ်မဟုတ်လားကူးလေမကူးရဲဘူးလားလာပါရှင်ကြောက်နေကျမလက်ကိုဆွဲတာမလုံးနဲ့နော်မင်းမင်းထွက်သွားရအောင်မင်းထွက်သွားငါ့ကိုမနှောက်ရှက်နဲ့လာစမ်းပါအဲ့ဒီချိန်မှာပဲလမ်းပေါ်ကခီးတဲ့တင်ကားကြီးကလမ်းရှင်းလူရှင်းကားရှင်းတဲ့ပြင်အချိန်မလျှော့ပဲနဲ့မောင်းနေလာခဲ့ပါတယ်ဦးမုံမြင့်ကိုဒေါ်တင်ဆော့ကလက်ကိုအတင်းဆွဲပြီးတော့လမ်းမကြီးပေါ်ကိုအတင်းဆွဲချနေပါတော့တယ်ဖန်းစုပ်ကင်ထားတဲ့လက်တွေကိုယုံလို့လည်းမရပါဘူးစူးရလင်းထိန်နေတဲ့ကားမကြီးကမျက်လုံးများကိုထိုးလိုက်ပါတယ် ဒုံးဆိုပြီးတော့ကျေလောင်လာတဲ့အတန်ကြီးကပတ်ဝန်းကျင်တစ်ခုလုံးကိုလွင့်ပြန်ထွက်သွားခဲ့ပါတယ်။ဦးမုံမြင့်ခန္ဓာကိုကြီးကဝါတပြန်လောင်လွင့်ထွက်သွားခဲ့ပါပြီ။ဦးမုံမြင့်ကလေထဲကနေလမ်းပေါ်ပြန်ကြအသက်ပါမလာခဲ့တော့ပါဘူး။ဦးမုံမြင့်တယောက်ဒေါ်အေးစိန်အိမ်ကနေပြန်လာတဲ့နေ့မှာပဲခွင့်မလွတ်နိုင်တဲ့ဒေါ်တင်စောဝိညာဉ်ကနောက်ကနေလိုက်လာပြီးတော့ဦးမုံမြင့်ကိုကားရှိကိုဆွဲသွင်းလိုက်ခြင်းဖြစ်ပါတယ်။တရက်မှာတော့အငဲကောင်းရဲ့ရီးစားအိမ်ကိုလိုက်လာခဲ့ပါတယ်။အိမ်ကိုလိုက်ချင်လို့လိုက်လာခဲ့ခြင်းတော့မဟုတ်ပါဘူး။သူဝယ်ပေးထားတဲ့အင်ဂျင်နဲ့ပစိုးတွေကိုပေါင်ပြီးတော့ဖျက်ရိုက်ပစ်တယ်ဆိုပြီးသတင်းကြားတာကြောင့်လာစစ်ဆေးတယ်လို့ဆိုကညာ6နာရီလောက်မှာအိမ်ကိုရောက်လာခဲ့တာပါ အဝေးစားတွေကိုဘီယိုအတွင်းမှာရှာမယ်ဆိုပြီးတော့ဘီယိုတကားကိုဖွင့်လိုက်ပါတယ်။ပါဇက်ကနေလည်းမကြင်မနဲ့စကားတွေပြောရင်းနဲ့ရှာနေပါတယ်။အဲဒီချိန်မှာပဲဘီယိုတကားရွက်ကကြမ်းမြင်တဲ့တပေလောက်လွတ်နေပါတယ်။ထိုလွတ်နေရကနေခြေတော့ဖြူဖြူနှချောင်းရက်နေတာကိုတွေ့လိုက်ရပါတယ်။ဘီယိုရဲ့နောက်မှာလူရက်နေတဲ့ထင်ပြီးတော့တကားကိုဆွဲပြီးတော့ပိတ်လိုက်ပါတယ်။တကားကိုပိတ်လိုက်တဲ့အချိန်မှာပဲဘီယိုဘေးတကားနောက်ကနေဘယ်သူမှရှိမနေတာကိုမြင်လိုက်တဲ့အခါမှာတော့အမလီ ထိုင်းလန်တလုံးသွားပြီးတော့အကြောက်လုံကခွေကနဲ့လဲကျသွားခဲ့ပါတော့တယ်အဲ့လိုသတိလစ်နေတဲ့နေရာကနေသတိပြန်ရမလာတာကြောင့်ကျော်လင်းဟာခေါင်းရင်းဟာအသည့်မျိုးသမီးတယောက်ကိုအကူအညီတောင်းပြီးတော့တွဲခေါ်ကအိမ်ကိုပြန်လာခဲ့ကြပါတယ်။အငယ်ကောင်ရီးသားရဲ့အိမ်ကတော့နောက်ဖက်လမ်းမှာဖြစ်ပါတယ်။ခေါ်လို့လည်းမရသတိမနေတယ်လို့ဖြစ်နေတဲ့မိန်းကလေးလည်းအိမ်သားကိုအရောက်ရုတ်တရက်အကောင်းပဂရီသတိပြန်ရလာပါတော့တယ်။ငယ်ကောင်ရဲ့ရီးသားဟာသတိပြန်ရလာတာနဲ့ရှင်တို့အိမ်မှာတည့်ရဲရှိနေတယ်။ဗီဒီယိုတကားဖွင့်လိုက်တော့နောက်မှာ6ချောင်းရက်နေတာ။တကားလည်းပြန်ပိတ်လိုက်ရောဘယ်သူမှမရှိတော့မိန်းမ6ချောင်းကြီးဟမ် မင်းရမင်းဒေါကံပြီးတော့တွေ့ကျင်ရတယ်ရှောက်ပြောနေရနေမှာပါအိမ်မှာဘာသေးမှမရှိဘူးဟာရှိပါတယ်ဆိုကျော်လင်းရဲ့ရည်သားအမြင်ကအေးအေးမြင့်ဖြစ်ပါတယ်သူရဲ့မိဘတွေကရတမဖဲသမားလက်ကြောမတင်တာကြောင့်လဲတမီးနဲ့လုံးဝသဘောမတူပါဘူးဖခင်ဖြစ်သူကလည်းလုံးဝသဘောမတူပါဘူးတမီးဖြစ်သူကမိဘစကားတွေကိုနားမထောင်မနဲ့အငယ်ကောင်မှအငယ်ကောင်ဖြစ်နေပါတယ်နင်းတိုင်းနဲ့နှိမ့်ကံပဲဆိုပြီးတော့ကန့်ကွက်စရာစကားလည်းမပြောတော့ပါဘူးနားလဲသဘောပေါက်ပြီးတော့စိတ်ကုံသွားပါစေလို့ပဲဗဇက်ကထုံမပြောဘဲနဲ့အေးအေးမြင့်မိခင်ကတော့ကြိတ်ပြီးတော့ဆူတောင်းနေမိပါတယ် နှစ်ရက်လောက်ကြာတဲ့အခါမှာတော့ကျော်လင်းတယောက်ကသူ့ချစ်သူအိမ်ကိုညဘက်ရောက်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲမအေးမြဖခင်ကညဘက်အလုတ်တော်ဝင်နေကြနေတာကြောင့်အိမ်မှာမရှိပါဘူး။ကျော်လင်းကအိမ်ပေါ်ရောက်တော့အေးမြကိုအသိတွေ့ရပါတယ်။ခဏများကြာတော့မအေးမြတိတ်ခွေသုံးခွေယူလာပါတယ်။ယောဒီတိတ်ခွေသုံးခွေယူသွား။ဘာခွေလဲဗျာ။ပထန်းခွေရဲ့ပရေကြီးဆက်သက်တော့ရဲ့တောင်နန်းသာသနာပြုဆရာတော်ကြီးဥဥဒမတာရာရဲ့ပရေခွေအိမ်ယူသွားပြီးတော့ဖွင့်တရေမှပြေးလိမ့်မယ်။အဲလိုပြောပြီးတော့အခွေကိုပေးပြတာနဲ့ပဲစကားပဲမဆုံးလိုက်ပါဘူး။အဲအဲ ါဘာဖြစ်တာလဲမိခင်ဖြစ်သူကသမီးနာကိုပြေးလာခဲ့ပါတယ်သမီးသမီးသူဘာဖြစ်လို့လဲငါနင်သမီးမဟုတ်ဘူးဒါဖြစ်ဘာလို့လဲငါတင်စောပဲငါ့ကိုနင်မလို့တရားကိုပြေးနေတယ်ပေါ့လေဟာလားနင်တို့ပါဇက်ကဟာတာနဲ့ငါသိရနော်ဟဲ့ဟဲ့ဘာလို့ဖြစ်တာလဲဘမသွားဖွင့်ရမှာလဲသမီးကိုဘာကြောင့်ဝင်စည်းနေရလဲငါ့ကိုပထန်းဖွင့်ခိုင်းပြီးတော့နင်မလို့ပေါ့လေဟာလားအရာကြောင့်စိတ်ဆိုးပြီးတော့ရောက်လာတာဟမ်ဘယ်မှာလဲအဲ့ဒီအခွေတွေက အေးမြဲမိခင်ကအခွေတွေကိုပြပြီးတော့ဒီမှာမပေးလိုက်ပါဘူးသူတို့လည်းမဖွင့်အောင်သမီးလေးကိုခွင့်လွှတ်ပေးပါနော်ကလေးတွေကနားမလည်လို့ပါအေးနောက်ကိုအိမ်လာပြီးတော့ရိုး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 မလုံနဲ့ငါ့အိမ်မှာငါနေရငါ့ကိုဘယ်သူမှနှင်ခွင့်မရှိဘူးအဲဒီနောက်မှာတော့အေးမြဲကတုံတုံကြီးနဲ့ဖြစ်နေရကနေပြန်လဲငြိမ်သက်သွားပြီးတော့ပုံမှန်ဖြစ်သွားတာကြောင့်ဝင်စည်းနေတဲ့တရေထွက်သွားပြီလို့သိလိုက်ရပါတယ်တော်ပါသေးရဲ့ငါတောင်းမှန်တာလက်ခံပြီးတော့ခက်မြန်မြန်ထွက်သွားလို့နင်တို့တွေကဘာမှမသိပဲနဲ့ရှောက်လုံနေဟိုအောင်ကြောလင်းမင်းတို့အိမ်မှာတရေရှိတာမသိဘူးလားကျွန်တော်တို့တခါမှမတွေ့မိပါဘူး အမေကလည်းရှိတယ်လို့တခါမှမပြောဘူးအောင်အေးရှီမန်းသိပြီဆိုတော့နောက်ကိုစင်စင်ကြင်ကြင်နေကြကွယ်ခဏလောက်နေတော့ကြော်လင်းရအိမ်ကိုပြန်သွားခဲ့ပါတယ်အိမ်ရောက်တာနဲ့ပဲအမေအမေဘာလဲဟဲ့အလန့်တကြားနဲ့အိမ်မှာတရေရှိလားဗျာနင်ဘယ်ကနေတိလာလဲဟိုဟိုကလေအေးတို့အိမ်မှာတရေကအေးကိုဝင်စည်းလို့ဗျာဘယ်ကတရေမှမသိဘူးဗျာဒီအိမ်ကိုလည်းသူ့အိမ်လို့ပြောနေတာတရေရှိတာအမေသိတယ်ကွယ်အရင်အရှင်ကတောင်ကြီးမှာတည်သွားတာဒီအိမ်ကိုဆွဲလန်းပြီးတော့ရောက်လာတာဖြစ်မှာပေါ့သူမသေးခင်ကတည်းကဒီအိမ်ကိုမရောက်မှုတွေတားနေတာ ူယောက်ျားနားမထောင်မနဲ့ရောင်းသွားခဲ့ရလေ။ဘာဆိုင်လို့လဲဗျာသူယောက်ျားရောင်းသွားပြီပဲ။သူ့အိမ်မှာမဟုတ်တော့တာ။သူနေလို့ပဲဖြစ်တော့မလဲ။အဲဒီချိန်မှာပဲဖျန်းကနေဆိုတဲ့အတန်အင်းနဲ့သူအငဲကောင်ပါတချက်ကထူပူသွားခဲ့ပါလေ။ဟဲဟဲဘာဘာဘာဖြစ်တာ။ကျုပ်ကိုပါရိုက်သွားတာဗျာ။ဟမ်မင်းရဲ့ဘာမှလက်ငါးချောင်းယာကြီးရောရဲနေရပဲ။နေပါဆက်ကိုပိတ်ထားစမ်း။တေချင်းစိုးတေးရဲမှာ အဲ့ဒီချိန်မှာပဲဖြန်းဆိုပြီးတော့ကျန်တဲ့ပါတစ်ဖက်ကိုထပ်ပြီးတော့ရိုက်ခံလဲရတဲ့ချိန်မှာတော့အငေကောင်ကအပိုးကျိုးသွားပြီးတော့ဘာမှမပြောတော့ပါဘူးအဲ့လိုမျိုးတွေဖြစ်ပြပြီးတဲ့နောက်မှာတော့ဒေါ်အေးစင်ရဲ့အိမ်မှာတည့်ရဲရှိတဲ့ကြောင်တိသွားကြပါတော့တယ်အယောင်းဝယ်ပါသွားတာကြောင့်ဒေါ်အေးစင်ကလည်းဟင်းချက်မရောက်တော့ပါဘူးလူလဲနိုင်စားတည့်ရဲလဲနိုင်စားနေတာကြောင့်အမျက်လဲမရပါဘူး ဟင်းရောင်မကောင်းတော့တာကြောင့်ရင်းနှီးငွေကိုစက်ကောင်းတစ်လုံးဝယ်ပြီးတော့လက်ခံပြီးတော့ချုပ်ပါတော့တယ်။စက်ချုပ်တဲ့အလုပ်ကိုတော့အိမ်တော်မကြခင်ချိန်တည်းကစိုင်ဖွင့်ခဲ့သေးတာကြောင့်စက်ချုပ်တာနဲ့အထည်ရခဲ့ပါတယ်။စက်ချုပ်တာကတလပဲမပြည့်သေးပါဘူး။အငဲကောင်ရက်မူးလာပြီးတော့မိခင်ထံကပတ်စံတောင်းရလို့တလောမရတာကြောင့်စက်ကောင်းကိုစက်အိမ်ကနေဖြုတ်အမ်ရင်းပေါက်ကနေအောက်ကိုပြစ်ချကအိမ်အောင်ဆင်းရန်လေကားထိပ်ကိုသွားတဲ့အချိန်မှာတော့ဖုံးဆိုတဲ့အတန်အင်းနဲ့တူမမြင်ရတဲ့အရာတစ်ခုရဲ့ကန့်ချခြင်းလို့တွန်းချခြင်းလို့မသိခြေလွတ်လက်လွတ်နဲ့ပြစ်ကျသွားခဲ့ပါတယ် အောက်ကအမာခံနေတာကြောင့်ကျိုးပဲ့သွားခြင်းအသက်သေဆုံးခြင်းမရှိပေမဲ့လည်းဒဂူလုံးအောင်ပြီးတော့နာကျင်ကချက်ချင်းပြန်မထနိုင်ပါဘူး။ဒါပေမဲ့လည်းအတော်လေးကြာတော့မှပဲထနိုင်လာခဲ့ပါတယ်။ဗဇက်ကအတန်မထွက်ရဲပဲနဲ့စိတ်ထဲကနေပဲမကျင်မနှက်နဲ့ချန်ပီယံဘက်ကိုထွက်လာခဲ့ရပါတယ်။မိခင်ဖြစ်သူကလည်းစက်မချုပ်ရသေးတာကြောင့်မျက်ရည်ကျရုံကလွဲပြီးတော့ဘာမှမတက်နိုင်တော့ပါဘူး။တရက်မှာတော့လမ်းထဲမှာနေတဲ့ဥကြော့တောင်းဆိုတဲ့လူကဒေါ်ရေးစိန်လမ်းထဲကိုရောက်တော့အိမ်သို့ခေါ်လိုက်ပါတယ်။ကိုကျင်းသောကိစ္စထွေထူရှိလို့လားရှင်။ထူးတာပေါ့ကွယ်။ကျိုးအိမ်မှာပယောကတွေတရေတွေနေနိုင်တဲ့ဆရာတယောက်ရောက်နေတယ်။ တရေနေညင်လို့ရှိရင်တော့တူတာဝန်ယူနေပေးလိမ့်မယ်ဘလို့လဲသဘောတူရလားနိုင်မလို့ဗျာမနိုင်လို့ရှိရင်တော့တခြားသူတွေပဲဒုက္ခရောက်ကုန်မယ်အဲ့ဒီအကြောင်းကိုဥကျော်တောင်းကဆရာအအကျိုးအကြောင်းပြောပြလိုက်ပါတယ်ဒီကိစ္စအတွက်ဘာမှမပူကြနဲ့ကွယ်ဆရာကဒီလောက်တရေမှမပြောနဲ့နှစ်ချွတ်တရေတော့မနေနိုင်အောင်နေထုတ်ခဲ့တာအားကိုးပါတယ်ဆရာရဲ့အဲ့လိုနဲ့ပဲဆရာလည်းဒေါ်ရိစိန်တို့အိမ်ကိုလိုက်လာခဲ့ရပါတယ်ကဲဆရာရောက်ပြီဗျာ ဘာမှစိုးရိမ်မနေကြနဲ့အားလုံးဝိုင်းပတ်ပြီးတော့ထိုင်နေကြဆရာကဖျားစင်ရှင်မှာဖျောင်းနိုင်နေထုံးအမွေးတိုင်းနေထုံးပြီးတော့ဖျားရှိခိုးနေပါတယ်ခဏလောက်ကြာတော့ပြိသက်တွေဘက်ကိုလက်ထံလဲပါတယ်ဆရာတရေကိုနှင်မယ်ဆိုတဲ့သတင်းကြားတာကြောင့်ဒေါ်ရေးစိန်တို့အိမ်ကိုယောက်ျားမိန်းမ10ယောက်လောက်ရောက်ရှိနေပြီးတော့ကြည့်ရှုနေကြပါတယ်ကဲဒီလူအုပ်ထဲမှာအမျိုးသမီးတယောက်ကိုဒီအိမ်မှာရှိနေတဲ့တရေမှာဝင်ပူးစန်းကွယ်ဘယ်သူမှလှုပ်လှုပ်ရှားရှားတန်တော့မကြရပါဘူးဟဲ့ဝင်ပူးစန်းဆိုအခုဝင်ပူးစန်း ခဏအတွင်းမှာပဲထိုင်းနေသူတွေကအသက်30ခန်းရှိတဲ့ပင်ပင်ပပအမျိုးသမီးတယောက်ကိုဝင်ပုကပ်ပါတော့တယ်။ဝင်ရမှာလဲခက်ရိုးရိုးမဝင်ပါဘူးခက်ကြမ်းကြမ်းဝင်ပါတယ်။ဟဲ့ဆရာစုပ်ငါ့အိမ်မှာငါနေတာဘာတွေလာရှော့ဦးမလို့လဲ။နေအခုချက်ချင်းငါ့အိမ်မှာဆင်းသွား။တရဲမှာတရဲမှာတရဲမှာငါ့အောင်များအာနာပါဝါတွေလာပြနေငါလှုပ်ထဲလိုက်ရ။ကဲတော်ကြီးစိန်တောက်ရည်ခွက်နဲ့ရည်တခွက်ခတ်ပေးဗျာ။ ဒေါ်ဟိစိန်ကလည်းတရဲမောက်ကြောက်လန့်တဲ့စိတ်တွေနဲ့တုံတုံရီထပြီးတော့ခတ်ပေးလိုက်ပါတယ်။ရေခွက်နဲ့ရေရလာတော့ဖျားစင်ရှိမှရက်ပြီးတော့ဂါထာတွေစုပ်မန်းမုံနေပါတယ်။ဘာလုံနေရလဲ။ဘာတွေကိုယွတ်နေကြရလဲ။ဒီရေနဲ့ငါ့ကိုဘာလုံမှာလဲဟမ်။ဆရာကရေမန်းပြီးတာနဲ့ပဲရေခွက်ထဲကရေတွေကိုလက်နဲ့နိုင်ပြီးတော့တရဲမောက်ဝင်ပူးကတ်နေတဲ့အမျိုးသမီးကိုတောက်ထုတ်လိုက်ပါတယ်။မလေးအေးလိုက်တာ။ရေမွေးလေးပါထည့်ပြီးပတ်ပေးပါလား။ တရဲမကအဲ့လိုပြောလိုက်တာကြောင့်အိမ်ပေါ်မှာရှိတဲ့လူတွေရဲ့မျက်နှာဟာပြုံးကုန်ကြပါတယ်။ဆရာကလည်းလူတွေဝိုင်းရဲ့လူတွေဝိုင်းပြုံးနေကြတာကြောင့်အနှဲငယ်ရှက်သွားသလိုဖြစ်ကလွယ်ဤသေးကနေတရောင်းထွာလောက်ရှိတဲ့စေးကြိမ်လုံးကိုထုတ်ယူလိုက်ပါတယ်။ထိုင်နေရကနေကြိမ်လုံးနဲ့ရွယ်လိုက်ပါတယ်။ကဲတရဲမဒီစေးကြိမ်လုံးတော်ကြီးကဆရာဆရာကြီးတွေရဲ့လက်သုံးတော်ပဲ။ဒါနဲ့ရရင်ဘယ်တရဲမခံနိုင်မှာလဲ။စမ်းကြည့်လိုက်လေဆရာစုပ်ရဲ့။နေရမြန်ငါ့ကိုစောစောကားကားနဲ့ ဆရာကလည်းကျင်လုံးနဲ့ရိုက်ဖို့ရွယ်လိုက်တဲ့အချိန်မှာပဲကျင်လုံးကသုံးမိုက်မြကျိုးထွက်သွားခဲ့တာကိုအားလုံးတွေ့လိုက်ရပါတယ်မလောက်လေးမလောက်စားဆရာစုပ်ဘာတတ်နိုင်သေးလဲဟမ်ဆရာကလည်းထိုင်နေရကနေထပြီးတော့ခြေထောက်နဲ့ကန်မယ်လို့ဟန်ပြင်လိုက်ပါတယ်ရုတ်တရက်ဆိုသလိုဆရာမတက်ရက်နေရကနေပြစ်လဲကျသွားခဲ့ပါတယ်အာအာအာခြေခြေထောက်ဂျူဝါပြီအာခြေထောက်ဂျူဝီအာအာဆရာဆရာဆရာဘာဖြစ်သွားလဲအာငါခြေထောက်ငါခြေထောက်လုံးလို့မရတော့ဆရာစုပ် အခုငါ့ကိုလာတူလို့ခံရပြီမလားတရဲမရဲ့ရည်တန်ကြီးဟာခြောက်ချားပွဲကပေါ်ထွက်လာပြီးတဲ့နောက်မှာတော့တဖြည်းဖြည်းတိုးသွားကပူးကတ်နေရာကနေထွက်သွားခဲ့ပါတယ်တရဲမထွက်သွားပြီမဲ့လဲဆရာကတော့ခြေတော်တစ်ချောင်းလှုပ်လို့မရတယ်လို့ဖြစ်ခါအားလုံးကဝိုင်းဝန်းပြီးပြုစုနေရပါတော့တယ်ပရုပ်စီတွေတေဇောဘက်နေလဲပြီးတော့ဝိုင်းဝန်းနှိမ့်နေပေးနေကြရပါတယ်အာနေနေနေကြပါတော့ဗျာဒါတရဲမကြိုက်သွားတာဗျာတော်တော်နဲ့တော့ပြောက်မှာမဟုတ်ဘူးဆရာတော့ဒီတရဲမကိုနိုင်မယ်မထင်ဘူးဒီမှာရှိရတဲ့သူတွေအားလုံးလဲသူ့ကိုမနှင်ကြပဲနဲ့ကိုလို့ကိုလှုပ်ပြီးတော့နေကြပါဗျာ ဆရာကတော့ဒီလောက်ပဲအကြံပေးခြင်းတယ်ဟုတ်ပါရဲ့ဆရာသူဒီရင်ကိုရောက်နေတာ၄၅လလောက်ရှိနေပါပြီသူဟာသူနေကိုဟာကိုနေပါပဲတော်ပါပြီဗျာနောက်ကိုလည်းဘသူအကြံပေးပေး तू ကကိုယ့်ကိုအန္တရာယ်မပြုသေးရတော့နှိမ်မို့လည်းမစင်းစားတော့ပါအဲ့လိုနဲ့ပဲတရေချောက်တယ်ဆိုတဲ့အိမ်ကြီးကယနေ့ထိတိုင်ပထမအိမ်ရှင်ဝိညာဉ်နဲ့ဒုတိယအိမ်ရှင်တို့ကအတူတူကနေထိုင်လျက်ရှိပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုဆုံးနေတိလိုက်ပါနားဆင်ပေးကြကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်